သမီးကုန်းသားလေးနေကိုလေအိတ်မွေချတဲ့နေနဲ့ချိတ်ဖြစ်သွားတဲ့အကြောင်းလေးပေါ့အရင်တည်းကအမနဲ့တည်နေတာလားဘယ်လိုမျိုးတည်သွားတာလဲပေါ့အဲ့ဒါလေးဘယ်လိုမျိုးတည်သွားလဲဆိုတော့အင်တာဗျူးပြင်ရင်လည်းပြီးတာပေါ့အဲ့ဟိုဟာအင်တာဗျူးကြည့်ရင်လည်းပြီးသွားရင်ကျွမ်းပါအဲအဲ့အဲ့ဆက်ရှင်းမဲ့အဲ့မြင်တော့အဲ့ဒါဘာလဲဆိုပြီးတော့ဒါသိရှင်းတာအဲ့အဲ့ကျမှပြီးတော့ဒီဒီခနာကိုရဲ့ဟိုပါတော့ အစွမ်းနဲ့ဖွင့်လိုက်လို့ရှိရင်ဒီကုလားလေးကိုဖွင့်လိုက်လို့ရှိရင်အဲရောဂါတွေကကျေရှင်ရတရားလမ်းကြောင်းတွေမှာဖျောက်ကျင်းနေတယ်ကြာအဲ့ဒါနဲ့တော်တော်ကိုဟိုစိတ်ကသိရှိနေတာပေါ့အဲတကယ်လေးရောက်လာတဲ့ခါကျတော့အရင်ဟုတ်တယ်ကိုအရင်တော့အရင်ဟိုလူမျိုးတွေချင်းကြက်တယ်ချင်းကြက်တယ်ဆေးတွေဆိုရင်ခဏအဲတော့အောင်တော့နေရတာပေါ့ဒီရက်ပဲသိဆိုလို့ရှိရင်တော့အဲ့လိုပြောဘူးအခုအဲ့လိုမရှိတော့ဘူးပေါ့နော်ခမဆောက်ခွင့်ကလေးကဟိုကအကုန်လုံး ဒီမှာစပြီးတော့မှဖွင့်လိုက်တဲ့အချိန်ကြီးကအဲ့ဒီငကြက်တာပျောက်သွားတယ်။အော်ငကူရင်ကြက်တာဆေးတောက်လာတာလားကြာပြီလား။ဟုတ်ပါလေးနှစ်ငါးနှစ်လောက်ရှိပြီ။အော်လေးနှစ်ငါးနှစ်လောက်ရှိပြီ။အဲ့ဟိုကစစ်လက်ငွေတွေရှင်နေတယ်လေ။အော်အဲငူကြက်ခဏခဏကြက်တယ်။အော်လာခင်တုန်းကတောင်ကအဲပြင်လို့ပြစ်သေးတယ်။အော်အဲ့လိုမျိုးဟုတ်တယ်သမီးဆိုမအောင်ပြောတယ်လေမအရန်တန်ကောင်းနေ အဲဒီကုံတာလီနေချိတ်ဖို့ဆုံးဖြတ်ချက်ချလိုက်တာတမိအသက်ကိုကယ်လိုက်တယ်လို့ပဲဆိုအဲ့လိုပြောတာပေါ့ဒါဆိုငကူတော့ကတရားထုတ်တာပဲဖြစ်ဖြစ်ကိုကိုကခီးပဲဖြစ်ဖြစ်အနောက်ဆက်အများကြီးတုံလာတာတုံရတာမျိုးလားရှိတယ်အဲဆိုအဲ့ဆက်ရှင်အတွင်းမှာလဲကိုရဲ့ဘူမိနဲ့တန်မျိုးရောက်တော့လေဒီကုံတာလီနေချိတ်ဖြစ်တာဘာကြောင့်လဲဆိုမေးတော့တမိကိုဖြေတာရှိတယ်လေအဲတောင်းဆိုလို့တဲ့တောင်းဆိုလို့ဆိုတာကိုကအမေရဲ့ဆူတော်ရဲ့ဒီ ဘဝမှာတရားအထုတ်ဖို့ပါလာရေဆိုလို့ရှိရင်ဇန်းเจ้าဘုံကရှပင်းနိုင်ခဲ့ပြီးဟိုအဲ့လိုတွေ့ပါစေဆိုပြီးတော့မှအာဆုတောင်းတယ်ပေါ့ဆုတောင်းတဲ့ခါကျတော့ဟိုဒီလက်လိုက်ဆိုင်တယ်ဒီလိုအင်တာဗျူးတွေ့လိုက်တဲ့ခါကျတော့မခံမရနိုင်ဘူးအာစိတ်ကမတအားသိရှင်နေသိရှင်နေသိရှင်နေဆိုပြီးတော့ဖြစ်လာထိတ်ဖြစ်သွားတာเนาะအမှန်တော့အရင်တော့လည်းမသိဘူးမြင်လည်းမမြင်ဘူးအဲ့မှာဟိုဘာပဲဖြစ်ကုန်တာလီလီဆိုတာသူကတန်ကြီးက တိုင်းတာတစ်ခုရှိရှိတယ်လေအဲ့ဒီအတိုင်းတာကိုချက်ချင်းလာပြီးတော့ပေးပြီးချိန်ပြစ်အောင်ကြတော့ရှင်ထဲမှာယုံကြည်မှုကဘလို့ရသွားလို့ဒီအတိတ်ကအဲ့ဒီကိုသိရှင်လို့ဆိုရဲသိရှင်တဲ့စိတ်ကဖြစ်လာပြီးတော့ယုံကြည်မှုက100%အဲ့လိုမျိုးစိတ်ကင်းတော့အဲ့လိုဖြစ်ဖြစ်ဖြစ်တယ်အဓိကတော့အင်တာဗျူးမှာအမရဲ့ပုံစံကိုကြည့်ပြီးတော့ဂျုံသွားတဲ့စိတ်ရှိတာပေါ့အဲဟုတ်တယ်အဓိကလို့ပြောမှာကြည့်လိုက်တာနဲ့ပြောပြမှာလေ ိတ်ကိုမှချစ်တယ်ပေါ့နော်စိတ်ကိုမှချစ်တယ်ငါဒီပြီးတော့ဟိုဘယ်လိုပါလဲဒီဟာကိုစိတ်ဝင်စားရတယ်စိတ်ဝင်စားတော့ပြီးတော့သိချင်တယ်အားသိချင်တယ်သိချင်တဲ့အခါကျတော့ပူလာဖြစ်တယ်ပေါ့နော်ဒါဖြစ်ပြီးတော့လှုပ်ကြည့်တခါလဲတကယ်ဟိုအစွမ်းကတိတိရရရှိတယ်ပေါ့နော်အိန္ဒနာလည်းကိုအဲ့ဘာအရင်ဆိုလို့ရှိရင်အဲ့ဟိုဟာလေးရှူဘူးကစောင်းထားရတယ်အခုတော့ဘာရှူဘူးကလည်းစောင်းကြမလို့ဘာဆေးမလည်းတောက်ကြမလို့တော့ဟုတ်ပြီဟုတ်ပြီဒါဆိုတက်လဝင်းကျင်လောက်တော့ရှိပြီနော်သမီးတက်တာဝါ ရန်ထူးကြရပါလေဟုတ်ကဲ့ထူးထူးခြားခြားအဲ့ဒါတော့တကယ်ထူးခြားတယ်အဲနောက်ဆုံးမှာကိုရလိုက်တာလေကိုရဲ့စိတ်တွေဘဝတွေပြောင်းသွားတယ်ဆိုတော့ခံစားချက်ရလိုက်တာရလိုက်တယ်ရလိုက်တယ်ဆိုအရင်လုံးကတော့ဘလို့စိတ်ဆိုးတယ်ဆိုလို့ရှိရင်တအားကြီးဆိုးတော့ဘူးဒီကြတော့ရှိရင်ဘယ်လိုရောလဲစိတ်တူတာတော့စိတ်တူတော့မရှည်တော့ဘူးပေါ့ဟိုအားကြီးစိတ်ထုတ်ကြရင်မပြေးတော့ဘူးကိုကလည်းကိုကောပါနေပဲကြားကြားလို့လို့ရှိရင်လည်းကိုကောပါနေပဲ ်အသမိနဂိုတောင်းတဲ့စုအရာဆိုရင်အဲ့ကိုတောင်းထားတဲ့စုတွေကကိုပြည့်တယ်လို့ခံစားမိစားတာပေါ့ဟုတ်ကဲ့ပါအဲ့ဆိုအခြားသူတွေအတွက်ကြာသမိကဒီကုန်းသားလေးနေချိန်ချင်းနဲ့ပတ်သက်လို့သူတို့ဘလို့လေးပြပေးခြင်းပဲပေါ့နော်ဘာလေးပြောပြခြင်းလဲဘလို့လေးပြပေးခြင်းလို့ဆိုကုန်းသားလေးကဟိုကုန်းသားလေးတွေဟာပေါ့နော်ကုန်းသားလေးဆိုတာလေတော့ကဟိုကိုယ်ခန္ဓာကိုယ်ရှိခဲမှရှိတဲ့အစွမ်းကိုယ့်ရဲ့ကိုယ့်ကိုယ့်ရဲ့ကိုယ့်ရဲ့ကိုယ်ပိုင်ပေါ့ အဲ့ဒါကြောင့်မို့လို့ဟိုဖွင့်သိနေပေါ့နော်ဖွင့်ပြီးတော့မှကိုယ့်ရဲ့ဟိုတွားနဲ့ကောင်းမွန်တဲ့တိုင်းချီပြီးတစ်ခုလို့သတ်မှတ်ထားဟိုခံရရပေါ့နော်ဟုတ်အမထိတ်လန်းကြောင့်အကျိုးရှိရဲ့အခုအတိတ်ကပါရမီအတိုင်းရတဲ့နဲ့ဟာကိုပြန်ပြီးတော့ဒါနဲ့ပြန်ထိတ်လိုက်တာပေါ့လေဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်အမေအမေစစ်စစ်